လေအဲ့ဒီရွာရဲ့တကယ်ရွာအပြင်မှာရှိတဲ့ကန်ဆက်လေးမှာရှိတဲ့ညောင်မေးကြီးပေါ့နော်အဲ့မှာရိုက်ရမယ်ကိုပြောရတဲ့စကားတွေကလည်းတကယ်ကိုဝိညာဉ်တွေကိုခေါ်ရတဲ့ဟာလေပြီးတဲ့ခါကျတော့လည်းရိုက်တဲ့အချိန်ကလည်းည12နာရီကျော်အဲ့နေ့အဲ့တစင်းရိုက်လိုက်အဲ့စင်းကိုရိုက်တာမနေ့6နာရီထိုးရတယ်မမတို့ကမရိုက်ခင်ကတည်းကအဲ့နေရာကိုရောက်ပြီးဆိုရဲအဲ့နေရာမှာအဲ့လိုကြီးလုပ်ပြီးဆိုရဲအဲ့နေရာမှာရှိရှိသမျှတော့မြင်အပ်မမြင်အပ် အဆောင်အရှောက်တွေပေါ့ပုံကိုယ်တွေအားလုံးကိုအရင်ဆုံးအမပြုတ်ခဲ့ပူးသမျှကုသိုလ်အားလုံးကိုတို့အမျှဝေပါတယ်အမျှဝေပြီးတဲ့ခါကျတော့အမဟာဒီနေရာမှာရုပ်ရှင်ရိုက်ကူးရေးအတွက်လာပြီးရိုက်တာဖြစ်တဲ့အတွက်ဟိုအနောက်ဆက်မပေးပါနဲ့ပေါ့နော်မတို့ဘက်ကမတိပဲနဲ့မှားမိတဲ့ဟာတွေရှင့်ရင်လည်းဟိုခွင့်လွှတ်ပေးပါမတော်ဒီရိုက်ကူးရေးပုံမှာလဲအစစရေကဆောက်ရှောက်ပေးပါဆိုပြီးအဲ့လိုမျိုးတော့ပြောရတာပေါ့နော်ပြောပြီးတော့မှရိုက်တဲ့ခါကျတော့အာ ဘာမှအနှောက်အယှက်မရှိချောချောမောမောနဲ့တစ်စင်းလုံးပြီးသွားပါတယ်